ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး1ကာလမကြာမမြင့်မီဖြစ်ရမည်အမှုအရာများကိုယေရှုခရစ်သည်မိမိအစီခံကျွန်တို့အားပြစီခြင်းကဘုရားသခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအပ် ထိုသခင်သည်မိမိကောင်းငင်တမန်ကိုဆေလွတ်၍မိမိအစေခံကျွန်ယောဟန်အားဗျာဒိတ်တော်အရေးကိုပြတော်မူ၏ယောဟန်သည်လည်းဖျားသခင်၏နှုတ်ကပတ်တော်နှင့်ယေရှုခရစ်၏တည်တည်ခံတော်မူချက်ကိုမြင်သမျှအတိုင်းတည်တည်ခံ၏ကာလအချိန်ရောက်လို့နီးပြီဖြစ်၍ဤအနာဂတ်တည်ကြံစကားကိုကြည့်ရှုဖတ်ရွတ်နားထောင်၍ရေးထားသမျှတို့ကိုစောင့်ရှောက်တော်သူတို့သည် မင်္ဂလာရှိကြ၏ ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနှစ်ပါးကိုကြားလိုက်ပါ၏ပြစ်ဆုပ်ပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရားသခင်အထံတော်က၎င်းပလင်တော်ရှိ၌ရှိသောဝိညာဉ်ခုနှစ်ပါးအထံက၎င်းတစ္ဆာဆောင်သောတသက်ကံဖြစ်တော်မူထသောသေးသောသူတို့တွင်သားဦးဖြစ်တော်မူထသောလောကီဘုရင်တို့၏အထွတ်ဖြစ်တော်မူသောယေရှုခရစ်အထံတော်က၎င်းဂျေဇုတော်နှင့်ညီသက်ခြင်းသည်တင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍မိမိအသွေးနှင့်ငါတို့အပြစ်များကိုဆေးကြောတော်မူ၍မိမိခမဲတော်ဖျားသခင်ရှိ၌ငါတို့ကို ရှင်ဘရင်အရာ၌၎င်းယေပရောဟိတ်အရာ၌၎င်းခံထားတော်မူသောသူသည်ကဘာအဆက်ဆက်ဘုံအသည်အစွမ်းတတိရှိတော်မူစေတည်းအာမင်ကြည်ရှုလောမိုးတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည်ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ညီကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုရောကြောင့်ငိုကြွေးမိတမ်းရကြလိမ့်မည်မှန်ပေ၏အာမင်ငါသည်အာလဖဖြစ်၏ဩမေကလည်းဖြစ်၏ဟုအနန္တတကိုးနှင့်ပြည့်စုံတော်မူ၍ပစ္စုပန်အတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောထာဝရအရှင်ဘုရားခင်မိန်တော်မူ၏ယေရှုခရစ်၏ဆင်းရဲခြင်းဒုက္ခမှစ၍နိုင်ငံတော်ကို၎င်းတီးခံတော်မူခြင်းကို၎င်းသင်တို့နှင့်အတူဆက်ဆံသောအဘောအဖာက သင်တို့အကိုငါယောဟန်သည်ဖျားသခင်၏နှုတ်ကပတ်တော်နှင့်ယေရှုခရစ်၏တက်တယ်ခံတော်မူချက်ကြောင့်ပတ်မှုကျုံးမှာနေရစဉ်တွင်သခင်ဖျားနေ၌ဝိညာဉ်တော်ကိုခံရ၍တဘိုးခရာအတန်ကဲ့သို့ငါနောက်၌မြည်သောအတန်ကြီးကိုကြား၏မြည်သောအချက်ဟုမူကားသင်သည် မြင်သောအရာကိုစာဆောင်၌ရေးထား၍အေဖက်မြို့ဆမုရဏမြို့ပေရဂံမြို့တွာတိရမြို့တာဒီမြို့ဖိလဒေလမြို့ လောဒီကီမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးလိုက်လောဟု ဆိုသည်ထို့သောငါနှင့်စကားပြော၍အတံမြည်သောသူကိုမြင်ခြင်းကငါသည်လှဲ့ကြည့်လျက်ရွှေမီးခွက်ခုနှစ်လုံးကို၎င်းထိုမီးခွက်ခုနှစ်လုံးအလယ်၌လူသားတော်နှင့် တူသောသူတဦးကို၎င်းမြင်၏ထိုသူသည်ခြေသို့တိုင်အောင်ဝစ်ချုံလျက်ရင်တော်၌ရွှေကပန်းကိုစီးလျက်ဖြစ်၏ခေါင်းတော်နှင့်သပင်တော်သည် ဖြူသော သုံးမွေကဲ့သို့၎င်း မိုးပွင့်ကဲ့သို့၎င်းဖြူ၏မျက်စီတော်သည်လည်းမီးရှံကဲ့သို့ဖြစ်၏ခြေတော်သည်လည်းမီး၌ချွတ်ပြီးသောကျေးဝါစနစ်တူ၏အတန်တော်သည်လည်းသမုတ်ရီဟာအတန်ကဲ့သို့ဖြစ်၏လက်ရာလက်တော်သည်လည်းကျဲခုနှလုံးကိုကိုင်း၏ကဒွင်းတော်တဲကလည်းထက်သောတန်ရက်ထွက်၏မျက်နာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏ထိုသူကိုငာမြင်သောအခါတေမတက်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏ ထိုသူသည်လက်ရလက်တော်ကိုငါအပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနှင့်ငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏အသက်ရှင်သောသူလည်းဖြစ်၏ငါသည်အရင်သေးသည် ဖြစ်၍ကဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏မရဏနှင့်မရဏနိုင်ငံကိုလည်းငါအစိုးရ၏ထို့ကြောင့်တင်သည်မြင်ပြီးသောအရာတို့ကို၎င်းယခုရှိသောအရာတို့ကို၎င်းနောင်ဖြစ်လက်တတ်သော အရာတို့ကို၎င်းရေးထားလော့ ငါလက်ရလက်၌ထင်ရှားသောကျဲခုနှလုံးနှင့်ရွှေမီးခွက်ခုနှလုံး၏နည်းနည်းချင်းအရာဟုမူကားမီးခွက်ခုနှလုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏ကျဲခုနှလုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော်တို့ကိုအုပ်တော်တမန်ဖြစ်ကြ၏အာမင်